ဟုတ်ကဲ့အဲ့မှာဆရာတကယ်လို့ပြောလို့ရမယ်ဆိုရင်အခုဆရာတို့ဖွင့်ရှိထားတဲ့ NRA ထဲမှာပါဝင်အဖွဲ့ရှိဘလောက်ရှိထားပြီလဲဆွေးနွေးနေစေဘလို့ချင်နေရှိလဲနောက်ဒီဒီဟာဖွင့်ရှိဖို့အတွက်ဘလောက်ချီတောင်အချင်းယူလာခဲ့တယ်လဲပေါ့တော့လေးနှစ်တာကာလမှာရုပ်တရက်ပေါ်လာတဲ့ဟာမျိုးလားအချင်းနေရတော့မဟုတ်အဲ UG အနေနဲ့ဒါမလုပ်ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့မဖြစ်မနေလုပ်ဖို့လိုမှာမို့လို့ကျူတင်ပြင်ဆင်ထားတဲ့ process နောက်ကိုရရှိခဲ့တယ်လားအဲ့ဒါလေး ဒါပြောလို့ရတယ်လို့ဆွေးနွေးပေးပါဦးခင်ဗျကျွန်တော်တို့ဒါကတော့ရုပ်တရက်ထပြီးတော့ပေါ်လာတဲ့အဖွဲ့စည်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တွေအသီးသီးပေါ့ဗျာเนาะကျွန်တော်နောက်ကသမိုင်းကြောင်းနဲ့ကျွန်တော်တို့တွေဒီဟာတွေကတော့လိုအပ်ချက်ဖြစ်တယ်ဆိုတာကို ပြည်သူကအသီးသီးတင်ပြနေတဲ့အစုအဖွဲ့အင်အားစုတွေဖြစ်ပါတယ်စရကဒါတွေကိုကျွန်တော်တို့ကဖြစ်စေချင်လို့တင်ပြတယ်သို့တော်ဖြစ်မလာဘူးဖြစ်မလာတဲ့အခါကျတော့ကျွန်တော်တို့ကစဉ်းစားစရာက ထိုင်ဆောင်မလားဒီတိုင်းပဲလိုအပ်တဲ့ဟာတွေဖြစ်နေတယ်ဆိုပြီးတော့ဒီတိုင်းပဲပြောပြီးပြီးသွားပြီဆိုပြီးတော့ပြောပြီးမိသေးနဲ့လုံမလားဆိုတဲ့အရာတွေကိုကျွန်တော်တို့ကစဉ်းစားစရာရှိတယ်အဲ့တော့ကျွန်တော်တို့ကဓာတွေကလိုအပ်တယ်ဆိုတာလည်းမိမောင်းထိုးပြတယ်လုံတဲ့နယ်ဆိုတာကိုလည်းတင်ပြတယ်အဲ့တော့မဖြစ်လာသေးတဲ့အချိန်မှာကျွန်တော်တို့ကဒီတိုင်းကြီးပဲကြည့်နေမလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ဓာဝင်ယူကြမလားပကုံးထမ်းကြမလားဆိုတာကို ကျွန်တော်တို့စဉ်းစားတဲ့ရှိတယ်အဲ့တော့ကျွန်တော်တို့အတွေးခေါ်ပေါ့ဗျာเนาะနောက်တစ်ခါကျတော့ဒီလိုရှုမြင်သုံးသပ်မှုတူညီတဲ့ အလောအသီးသီးပေါ့ကျွန်တော်တို့နိုင်ငံရေးနယ်ပယ်အသီးသီးတော်လည်းနယ်ပယ်အသီးသီးစည်ရင်းနယ်ပယ်အသီးသီးကပုံကိုယ်တွေကျွန်တော်တို့ဆွေးနွေးမှုတွေတော့ရှိပါတယ်အဲ့လိုမျိုးအစစ်စစ်ဆွေးနွေးပြီးတဲ့အခါမှာဟုတ်ပြီငါတို့ကမိုက်ဒီကျွန်တော်တို့အချိန်ခါအရမဖြစ်မနေကျွန်တော်တို့စုဖွဲ့ပြီးတော့လုပ်ကြမှရမယ်ကျွန်တော်တို့ကစိန်ခေါ်မှုတွေရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့မှရွေးချယ်စရာအခါတွေရှိစိန်ခေါ်မှုတွေရှိတယ်စိန်ခေါ်မှုတွေရှိတယ်ဆိုပြီးတော့ကျွန်တော်ကြည့်နေမလား ဒါအပြင်ကိုအဲ့စိန်ခေါ်မှုတွေကိုဘလို့ကြော်လွားမလဲဆိုတဲ့အဖြစ်ရှာပြီးတော့ရအောင်ကြော်လွားမလားဆိုတာကိုကျွန်တော်တို့စဉ်းစားစရာရှိတယ်အဲ့တော့ကျွန်တော်တို့ယနေ့စုဖွဲ့လိုက်တဲ့ NRA အင်အားစုတွေဒီပြဿနာကိုကြည့်ပြီးပြောတဲ့အင်အားစုတွေမဟုတ်ပါဟုတ်ပြီပြဿနာရှိတယ်ဒါပြီးသဘာဝတရားဖြစ်တယ်ရှိတရားဖြစ်တယ်အဲ့ဒီစိန်ခေါ်မှုကိုရအောင်ကြော်လွားမယ်ဆိုတဲ့စိတ်ဓာတ်တည်နဲ့အဖြေကိုရှာတဲ့အင်အားစုတွေဖြစ်ပြီးတော့ဒီလိုမျိုးစုဖွဲ့လာကြတာဖြစ်ပါတယ်အဲ့တော့ကကြတော့ကျွန်တော်တို့ဒီစုဖွဲ့မှုတွေဒီမဖြစ်မနေ ီအချိန်ခါကတောင်းဆိုနေပါပြီအဲ့ဒါကြောင့်မလို့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တယ်ခုနကဆရာမေးတဲ့မေးခွန်းပေါ့ဗျာနော်ကျွန်တော်တို့ဘယ်အဖွဲ့တွေများများပေါင်းဆက်ပြီးလှုပ်ဆောင်နေတယ်လဲဆိုတာကအချိန်တန်လို့ရှိရင်စေရွက်ကော်မရှင်ကနေပြီးတော့ကျွန်တော်တို့တင်ပြပါလိမ့်မယ်လောလောဆယ်ကတော့ကျွန်တော်တို့ထိတွေ့ဆက်ဆံမှုတွေရှိတယ်ဆွေးနွေးမှုတွေရှိတယ်သဘောတူညီမှုရထားတဲ့အဖွဲ့တွေရှိတယ်ဆိုတာတော့ကျွန်တော်အဲတင်ပြလို့ရပါတယ်ခင်ဗျဟုတ်ကဲ့